ကိုယ့်ကွန်ပျူတာကို subscribe လိုက်ပြီဆိုတာနဲ့ audio မျိုး program တွေအများကြီးပွင့်နေတာဒါဆိုရင်ဒီ video မှာဒီ program တွေကိုဘယ်လိုပိတ်လဲဆိုတာကိုပြောပြပေးမယ်ပထမဆုံး startup app တွေကိုပိတ်ဖို့အတွက်ကျွန်တော် start ကိုနေမယ် start ကနေပြီးတော့ setting ထဲဝင်မယ်အပြီး setting ထဲကိုရောက်ရင်ကျွန်တော်ဒီမှာ find in setting နေရာမှာ startup ဆိုပြီးတော့ရိုက်ရှာမယ်နော် vì ta sẽ chờ start up của này tảng này, bộ máy start up ừ. video, phần này ở đã có select video, nền này mình, nền này thì mà có cả phải tảng này quay làm app, sau này được gửi đi nhà mà tôi làm nó, nhà gì vậy? Đấy đó, đào được gửi cho phim mẹ. okay, pure export. ပိတ်မယ် MS Team ပိတ်မယ်ဟုတ်ပြီအဲ့လိုပိတ်လိုက်ရင်ကျွန်တော်တို့ကွန်ပျူတာဆော့ဖ်ဝဲရကကြရဲ့ program တွေ plu 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 နဲ့ပွင့်လာတော့မှမဟုတ်ပါဘူးခင်ဗျာ